ဒီနေ့ဘလော့လေးကတော့ဖြိုးကနှစ်ဦးအာဟာရဒါနအလှူအနေနဲ့နှစ်စံတရနေ့မှာဖြိုးကိုယ်တိုင်ချက်ထားတဲ့ကြာဆိုင်ဟင်းကားကိုဇရုတိတာကျွေးမှဖြစ်ပါတယ်။ကဲစူပီဆိုတော့ကြက်ဥလေးထည့်ပါမယ်။ အော်အားလုံးဝင်မိလာပါရှင်ဖျော်ပေးချ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဖျော်ကနှစ်ဆန်တည့်ရနေ့မှာနှစ်ဦးအဟာရဒါနအလှူအနေနဲ့ကြာဆန်ဟင်းကချက်ပြီးတော့လှူမှာပေါ့နော်အခုကတော့အရင်ဆုံးဒီမှာကြက်သား6ပိတ်သားပေါ့နော်အဲ့ဒါကိုပြုတ်လိုက်ပါမယ်ဒါရေလေးနည်းနည်းထည့်ပြီးတော့ပြုတ်မှာပေါ့နော် แกกูဆိုလို့ရှိရင်တော့ဖြိုးတို့ခုနပြုတ်ထားတဲ့စက်သားလေးကိုအရာသာနေမှာပေါ့နော်အရာသာတော့ကကြတော့ဖြိုးဒီအိုစာကြီးရွှေစိုးဟင်းခတ်မုတ်ကိုပဲသုံးပါမယ်။ तू ကကြတော့လူမျိုးဘာသာမျိုးလဲစားလို့ရတယ်ဆိုတော့လေဒါဖြိုးထည့်ပြီးတော့သုံးထုတာပေါ့နော်။ကဲပြီးရင်ဖြိုးကစားလေးနည်းနည်းထပ်ထည့်မှာပေါ့နော်။ ဒီဟင်းခမုတ်ကကြတော့လေ FDA ရထားတဲ့ပြောင်းပွားနေပဲအဓိကထားပြီးထုတ်လုပ်ထားတာဆိုတဲ့အတွက်ကြောင့်မလို့တက်တက်လို့အတွက်ဟင်းချက်မယ်ဆိုလို့ရှိရင်လေဒီရွှေစွန်းဟင်းခမုတ်ကိုထည့်ပြီးတော့အသုံးပြုလို့ရတယ်နော်ဒီအခုဖြိုးလို့တုံးတဲ့ရွှေစွန်းဥစားကြီးဟင်းခမောက်ကကြတော့လေသူက FDA တစိမ့်လည်းရထားပြီးပြီနောက်ပြီးလို့ရှိရင်ဟာလာလည်းဖြစ်တယ်ဒါ SME certificate ကတည်းရောရထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လူမျိုးပါတာမျိုးစိတ်ချတာအသုံးပြုလို့ရတယ်နော်သူကကြတော့အချို့နော်ဖြိုးရတော့ဒါအိမ်မှာဆိုလို့ရှိရင်လည်းသူ့ကိုပဲတုံးဖြစ်နေတာခုနောက်ပိုင်းလေ ကဲစေးပူလာပြီဆိုတော့ပြောလို့ဒါကြက်သွန်ခုလေးတွေစီတက်ပါမယ်ကဲပြီးရင်အစိမ်းမုတ်ထည့်ပါမယ်ကဲပြီးခုနကအရသာနေလာတဲ့ကြက်သားတွေထည့်ပါမယ် ကြော်ရင်းနဲ့ကြက်သားလေးရေဆက်လာပြီဆိုတော့ဖျော်လို့ချလို့ရရေပေါ့နော်တော့ဗတ်ကျန်နေရမို့လေအရင်ထည့်တာပေါ့နော် तू ကကြတော့နည်းနည်းနူးတာကြာတော့လေအရင်ထည့်ပြရဒါကြတော့ပဲလိုက်ပေါ့နော်ဖျော်လို့ဘက်မှာခေါ်တာပဲလိုက်ဒါလည်းရေစိမ်ပြီးမှထည့်ရတာနော်ဟုတ်တယ်ဒါမှလည်းခုနကစီတက်ထားတဲ့ကြက်သားလေးကိုထည့်ပါမယ် ကျွန်တော်နှစ်အိုးလုံးမှာဆိုတော့ဒါနှစ်ခုခွဲလိုက်တာပေါ့နော်။ဒါချက်တော့နီလေးတွေပေါ့နော်။ဒါတော့ဖရိုးဘက်မှာတော့ကြက်တောက်မှန်လို့ခေါ်တာပေါ့နော်အသားတူပေါ့။ကဲရသာပြာရွှေစုံဟင်းခမောက်ထပ်ထည့်မှာပေါ့နော်။ကြက် ဒီနေ့ပြောလို့ဒါနှစ်ဦးဇရုတိတာအလူအနေနဲ့ပေါ့နော်ယူရိုကြာဆိုင်ဟင်းကချက်ပြီးတော့ဇရုတိတာကျွေးမှာပေါ့နော်ဒါကတော့ပြောလို့ဒီရွှေစုံဟင်းခမုံနဲ့ဖြိုးနဲ့စုပေါင်းပြီးတော့လှူတဲ့နှစ်ဦးအဟာရဒါနအလူလေးပေါ့နော်ကဲပြီးလို့ရှင်တော့လာရောက်သုံးဆောင်လို့ရပါပြီဒါကတော့ပန်းမွင့်လေးတွေထည့်ပါမယ်ကြည့်ရတော့ဘာလို့လဲကြည့်ရမှာလေ ်ကဲကူကတော့ဒါပြောလို့ဂျုံကြဆန်ပေါ့နော်ဂျုံကြဆန်ထည့်ပါမယ်ကဲဆူပြီးဆိုတော့ကြက်ဥလေးတွေထည့်ပါမယ်ဒါကတော့ကွန်မုတ်ဆိုထည့်ပါမယ်ကွန်မုတ်ကြီး 你知道，就是夏天举办的没？ ဖြိုးနယ်ဩဇာကြီးရွှေစိုးဟင်ခတ်မုတ်တို့ပူပေါင်းပြီးတော့လှူဒန်းတဲ့ကြဆယ်ဟင်ကစတုတီတာကတော့ဒါရက်ဝေရက်နီကအားလုံးလာရောက်သုံးဆောင်မိကြတဲ့အတွက်ကြောင့်မလို့ဖြိုးတို့အိုးတွေအကုန်ပြောင်းလဲထီကိုကုန်သွားပါတယ်။လာရောက်သုံးဆောင်မိတဲ့လူတွေလည်းအရန်ကျေစုတင်ပါရဲ့နော်။ဒါလေးကတော့ညနေခင်းဖြိုးတို့မျိုးမှာလုံလင်းလုံထရှိရဲ့နှစ်စံတရနေရောက်တိုင်းဒါပြိတ္တရာနာကြတာပေါ့နော်အဒီပြိတ္တရာနာမှာလည်းဖြိုးတို့ဒါပါဝင်ပြီးတော့လှူဒန်းထားတာလေးလည်းရှိရတဲ့အတွက်ကြောင့်မလို့ဒါအမြဝေတာတို့ခေါ်ကြတာပေါ့နော် သာသနာပြုအမျိုးကောင်းသာမြို့ကောင်းသမီးများပြည့်ရွယ်ရောက်လွယ်မြတ်မောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေသီနာတဟဘင်းစသီလံဓမ္မယတိဣန္ဒရဏိနာတဟတံဟိတံဓမ္မနာမေဂရဏိယမတကုသလေနယတသတ္တရပ္ပတံအာရယလူက ော့နားပဲရက်လိုက်ပါတော့မယ်ဖြိုးရဲ့အလူလေးကိုကြည့်ပြီးတော့ဝမ်းသာပီတီဖြစ်မိမယ်လို့လည်းထင်ပါတယ်ရှင်နောက်ဘလို့လေကြောက်လို့ရှိရင်တော့ဖြိုးပါလေချက်ပြပြီးပါလေစားပြအောင်မလဲဖယ်လေသွားပြအောင်မလဲဆိုတော့ဆက်လက်ဆက်မြှုပ်ရှုပေးကြပါအောင်ရှင်တဒါ